ပြန်ဆောင်မဲ့ညနေတည်းခယူဆိုင်တော့ညနေဆုံးမဲ့ကိုရဲ့မောင်ဝင်စကားပေါ်သူကောင်းကင်ကြပြီကိုကိုကြောက်ခိုင်းလို့ကားပေါ်တက်နေလေရဲ့အဲ့ဒီကြောက်ခိုင်းတော့တဲ့ခြေလမ်းတွေဘယ်ကိုသွားမလဲဆိုတော့ကိုသိနေတယ်မတရားမှုတွေကိုတွန်းလှန်ဖို့သွားမယ်အများနဲ့တူထိရှာခံစားရပါတယ်ဆိုတဲ့အကြောင်းကိုညှိစုဖို့သူသွားမယ်ဒါပေမဲ့သူရင်ဆိုင်ရမှာကလူမိတ်စာတွေ ဘလို့စိတ်နဲ့များအိမ်မှာကြံနေခဲ့ရပါမလဲလို့တွေးမိတော့မိမအိမ်ကြီးရဲ့တာငယ်လေးကိုကြည့်မိတယ်။လိုက်ချင်ပြီးတဲ့ခြေလမ်းတွေဟာတန့်ကနေပဲ။ခလီတယောက်နဲ့မှဘာများလုံးလိုက်မှလဲဆိုတဲ့သင်ခြင်းစိတ်ကအရာအလုံးရက်တက်သွားစေတာပါပဲ။တန်းတန်းတန်းတက်လာတဲ့တဲ့ရင်ကိုကြည့်ရင်ဖုံးဆက်မရအောင်ကြိုးစားနေရတယ်။ရုံးစုံချက်စီးခဲ့နေရတယ်ဆိုတဲ့တဲ့ရင်တွေမှာ သူဘယ်နေရာမှာများရှိနေမလဲဆိုတဲ့တွေးကိုမတွေးမိအောင်ထိမှုကြိုးစားတယ်ဒါပေမဲ့မရဘူးယင်းနဲ့လှိုက်စုံနေတဲ့သောကတွေကိုငြိမ်အောင်မထိနိုင်တော့ဘေးကတာပလီတည်တာဒေါသအာရုံကြရဖြစ်လာတယ်သောကတွေမငြိမ်တာကတော့ခုမှမဟုတ်ပါဘူးဖေဖော်ဝါရီတရနေ့ကလေးကမဟုတ်လားဘလို့မမျောလင်းမထားပဲဘာမျောလင်းချက်မှမရှိတော့ဘူးလို့ခံစားရကြတဲ့ကော ငါတို့တော့ကံစုံမှုမောင်ကြပြီလို့တွေးမိလိုက်ကြတဲ့ကတောကရီငြိမ်မမငြိမ်ခဲ့တာပဲတပြင်းတစ်ချက်ချရင်တနေ့ကုန်អော်ហិញနေတဲ့ကိုရဲစကားတွေကြောင့်တာလီလည်းណាချင်ရောပေါ်လို့တွေးရင်တာလီကိုအသာဖတ်လိုက်နေတယ်ပုံမှန်ဆိုကိုကဖုံးဆက်ပေမဲ့ခုစီမက်ဆေ့ပို့နေကြသူဟာဒီနေ့တော့မက်ဆေ့ပို့မလာဘူးသူပုံမှန်မက်ဆေ့ပို့နေကြအချိန်တက်တာနောက်ကျနေခဲ့ပြီပဲ သားကိုထမင်းကျွေးဖို့လိုရင်ကဖုံးဖို့မထင်မရောက်ကြိုးစားနေရတယ်။တက်လာတဲ့သတင်းတွေနဲ့သတင်းမကြရတဲ့သူအကြောင်းစုံစည်းသွားတဲ့အခါမတွေးကောင်းတဲ့အရာတွေတွေးမိမှဆူရတယ်လေ။ဟဲ့၊ကိုင်းနဲ့ဝန်တိုက်ပလိုက်တာတချို့ဆိုပွေချင်းပြီးတည်တာတဲ့။ဘေးခန်းကအာမေရိတန်ကြောင့်ကိုရင်ထဲမှာလည်းထိတ်ကနေဖြစ်သွားရတယ်။ဒီနေ့သူသွားမှကဘယ်ဟိုပါလဲ။ပုံမှန်သွားတာဘယ်နေရာပါလဲလို့ကြံကြတိတွေးရင် ဖုံးမှတက်လာတဲ့လူဒီတချို့ကိုဖြက်ကနေလှန့်ကြည့်မိလိုက်တယ်။အမေပြောနေကြကိုစကားကိုသူမှတ်မိမှာပါ။ကိုကအာသာနေရဲ့မိမဖြစ်စင်တာမဟုတ်ဘူး။သူရဲ့ကောင်းရဲ့မိမဖြစ်စင်တာမဟုတ်ဘူးဆိုတဲ့စကားကိုသူနားလည်မှာပါ။ဘလူးပဲဖြစ်တွေ့တွေ့ရင်ထဲကအပူပါရော့မတော်ပြန်ဘူး။ဖုံးဖို့ယူပြီးသူ့နံပါတ်ကိုနှိမ့်လိုက်ပြီးမှမခေါ်မိပြန်ဘူး။သူ့နေထားကအစဉ်ပြေနေရင်တော်ရဲ့ အစင်မပြေပဲလွတ်အောင်ရှောင်နေရတဲ့အနေအထားမျိုးဖြစ်ခဲ့မယ်ဆိုရင်တနေရာရာမှာပုံနေရတဲ့အနေအထားမျိုးဖြစ်ခဲ့မယ်ဆိုရင်ကိုဖုံးကန်ကသူ့အတွက်သိမင်းလက်မဖြစ်ဖြစ်တော့မှာမလို့လား။အိုးအတွင်းနဲ့တင်နာကျင်လိုက်တာ။ဖေဖော်ဝါရီလအစတည်းကတော့သူတော့ရနေရတဲ့ကြီးကိုကိုသူခေါ်သွားခဲ့တာပဲ။ဒါပေမဲ့တဖြည်းဖြည်းကျဲရင်လာတဲ့အနေအထားမှာတော့သူကကိုချန်ထားခဲ့သလို ဘုရားမြတ်မှုကိုလည်းလက်မခံခဲ့ကြဘူး။သူတော်ပြရစီတဲ့။တနိုင်ငံလုံးကစုံမှုမောင်းကြတဲ့နေသားမှာလုံနိုင်တဲ့ဒီတခုလေးတော့သူလုံပြရစီတဲ့။ကိုဘလို့စက်တာမြင်ရမလဲ။ကျိတ်နိုင်ခဲမြတ်သူပြောစကားတနေကြမှာ။ကိုကိုယ်တိုင်လိုက်ပါခြင်းနဲ့ပဲမဲ့သူကတော့ကိုကိုခုံသွားခဲ့ဘူး။ပိုက်ထဲကကလေးနဲ့တာကြီးအနာနေပါတဲ့ကို့မှာ ဒီချိန်မှာမှအမေတယောက်အဖြစ်ရောက်ရှိနေလေခြင်းဆိုပြီးယူကြုံမိရဖြစ်ရပြန်တယ်။ဒီချိန်မှာမှကိုဝင်ဆောင်တဲ့အဖြစ်ရောက်ရှိလေခြင်းဆိုပြီးယူကြုံမိရဖြစ်ရပြန်ပါတယ်။ဒါပေမဲ့လေကိုဟာသူ့အတွက်အားနိုင်ချက်ဖြစ်နေလားဆိုတဲ့စိတ်ဆိတ်နဲ့အိမ်မှာခြံခဲ့ရတာပါပဲ။ဖုန်းမှာ Facebook ဖွင့်ရင်တက်လာတဲ့သတင်းတွေညနေစံ Google ကသတင်းတွေဖွင့်ကြည့်နေတယ်။ဘယ်နေရာမှာတော့ရှိသေးတယ်။ တိတ်မိနေတဲ့သူတွေဒီလိုဆက်သွယ်ပါဆိုတဲ့ post ရှိချင်လို့လို့မျက်ရည်ဝဲလာတယ်။သူများတွေတောင်အိမ်ပြန်ဖို့စီစဉ်နေကြပြီ။အိမ်ပြန်ခဲ့သူတွေအတွက်လမ်းဖန်တီးပေးနေကြပြီလေ။သူကတော့ message တစ်ခုတည်းတောင်ကိုစီမပို့နိုင်လေဘူးလား။တကယ်ဆိုကိုနဲ့သူခုနောက်ပိုင်းရမဖြစ်စကားများခဲ့တာကြာခဲ့ပြီပဲ။နေစဉ်လူမိတ်ဆက်ရည်စံနာပြဖို့အရင်တွားနေတဲ့သူရဲ့သက်ဟာဘယ်အချိန်ထိတည်ငြိမ်မှန်မှန်မသိရတဲ့အခါ ကိုယ်စိတ်မှာအလိုလိုချက်စိတ်တင်ဝင်လာတာမဟုတ်သူသိပါမှာလူမိတ်စာတွေရဲ့မတရားမှုကိုလက်မခံနိုင်ကြောင်းပနိုင်းတွေထုတ်တဲ့ဘူစတာတွေထုတ်တဲ့လူသူစန့်ကျင်မှုတွေလုပ်ကြတယ်။ဒါပေမဲ့ဒါတွေကတကယ်ရောအရာရောက်ပါမလား။လူမိတ်စာကတော့တိုင်းပြည်ကိုဖြစ်စီဖို့သူရဲ့လမ်းဆက်ရှောက်လိုက်ပြီလေ။သူ့အတွက်ဒီဘူစတာတွေပနိုင်းတွေကအရေးမှမပါပဲလေ။နိုင်ငံတကာလား။နိုင်ငံတကာကတိတောင်ဘယ်တော့မှအရေးကြီးလို့ခဲ့မှာပါလေ။ ိတော်တွင်နိုင်ငံတကာနဲ့ပတ်သက်ပြီးဗာဒင်များဖြစ်လာခဲ့ပါလေတကယ်တမ်းမှာအเจ้าရမျိုးစုံနဲ့ဝန်နေเจ้าရွကျုံမြာเจ้าစာရီထွေးလို့ပါလေတည်သွားတဲ့အသက်တွေတဲ့ဘယ်နိုင်ငံတကာမှာများတောင်းရင်ပဲလို့လဲဘယ်တန်ယုံကများတောင်းရင်ပဲလို့လဲနိုင်ငံရေးတကယ်တည်သူတွေမြန်မာဘယ်လိုရှိမလဲမသိပေမဲ့ကိုလိုတာမင်းမတယောက်တော့နိုင်ငံတကာဆိုတာကဲတင်ရှင်လို့လေလုံးထားပြီးကိုတို့ပြည်သူတွေပြောင်းလဲချက်ပါတယ်ပြီးနေတာပါ မမေမမေကတွန်းကတွန်းကတွန်းကြည့်မယ်ဆိုတဲ့တာကိုကတွန်းဖုန်ပြရင်ခုံးဖုန်ကြည့်နေပြန်လေဒီစံကျမှုကိုတစင်းမြင့်ဖို့လိုလာပြီဆိုတဲ့လုံစုံတဲ့နေနဲ့တွေ့လူပေါင်းများကပြီးဆုံးသွားတဲ့ကြောင့်တဲ့နေအပြင်းနဲ့တပြင်းနဲ့တူဖုန်ကိုပါအောက်ပြန်ချလိုက်မိဟာပါကြည့်နေတဲ့ဖုန်ရဲ့ဘိုက်ပါမှာစာတစ်ခုဝင်လာတယ်ငါပြန်လာနေပြီတဲ့ ဒါသူ့ဆီရတဲ့ရင်စကားပဲဆိုရတည်တည်ရင်ထဲမှာအင်းငိမ့်သွားတယ်ဒါဆိုတင့်ကြိုင်ကစုံမှာပါဆိုတဲ့စိတ်နဲ့အဲ့ရှိတကားကိုခေါ်လိုက်တယ်တော့ကိုအချိန်လက်နေပြီပဲအပေါင်းကြီးတောင်ပြေးစားပြုနေပေါ့တကားကိုဝင်ပြန်ပဲကိုမမကိုလေးတစ်ချက်ခက်တဲ့နဲ့ရှိုက်သွားတယ်ပြန်စုံဝင်မရှိခဲ့တချို့လူတွေကြောင့်ဘယ်လိုလုပ်တွေ့တဲ့ရောက်လာပြန်ပြီတချို့ကတင်ပြန်ခွင့်မရှိတော့ဘူးတချို့ကပြန်စုံဝင်မရှိကြတော့ဘူးပဲ ို့ရဲ့အင်းငင်းတော်မှုကိုပဲကိုမှပြန်ဆက်ရွံ့နေရတဲ့နဲ့ဟောအင်းရှိမကားရဲသွားတယ်သူစင်လာတယ်ဒီနေ့တော့တော်မောပန်းလာတဲ့ထင်ရင်ခြေရင်းလက်တွေလည်းပုံပဲ့ရပြင်းနေဝမ်းရှာနေတဲ့မျက်နှာနဲ့ဒီကိုရှိလာရတဲ့ sorry ဟာဒီနေ့ဖုန်းဆက်ဖို့ချင်းဒီလုံးဝမပြေချစ်သွားရလားအိမ်နဲ့သွားရအောင်လေပြပြဆူဆူနဲ့သူကိုရှိကနေအိမ်နဲ့ကိုလမ်းဝင်သွားတယ် ကိုမတော့ဒီလိုပြန်ဆုံးမိရတဲ့ညနေတွေကိုဘယ်ချိန်ထိပိုင်ဆိုင်ရမှာလဲလို့တွေးအာနာရှယွန်စိတ်တွေနဲ့တွေ့သပြင်းပူကြီးမှုတ်ထုတ်နိုင်မိတာပါပဲဒီနေ့ကသူသွားခဲ့ပြီလို့နောက်နေ့ကြီးလည်းသူသွားအောင်မှာပဲအဲ့ဒီချက်ပူလာရင်ကိုလိုထားခဲ့ပြီသူကလက်နဲ့ကင်လန်းနေဖို့တော့ရွေးနိုင်သေးတာမို့လားဘယ်ချိန်ပြနေရမှာကိုကိုသူထားခဲ့မလဲဆိုတော့ဘယ်ကြုံမသိနိုင်တာ နောက်ဆုံးဖုံးစနိုင်တာမစီလေးတော့ပူပါဟာလို့ကိုခတ်တုတ်တုတ်ဆိုမိတယ်။ကိုစတကားကိုသူကြမကြတော့ကိုလည်းမသိပြန်ဘူး။မောက်ထုံနိုင်ရဲ့တပြင်းနဲ့တူကြလာတဲ့မျက်ရည်စာတွေကိုတုတ်ဖို့အတွက်လောကစီကြပြကတိပြေးခဲ့မိလို့လေ။